ဒီနေ့ကကျွန်တော်တို့ဟိုပါဗောနော်ဒီအတူရုပ်ရှင်ကားလေအဲအဲ့မှာပါဝင်တဲ့တရုတ်ဆောင်နေရဲအဲပြီးတော့အဲ့ကားကားလူတွေဗောနော်အဲဝိုင်းပြီးတော့လှူတဲ့အလှူပါတွေ့တော့ဆရာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာကျွန်တော်စိတ်ကူးလေးကပုံဖော်ထားတဲ့အတိုင်းကိုပဲအဲကိုမျက်နဲ့ပိုးနဲ့ဗောနော်နှစ်ယောက်လုံးကတကယ်လဲလုံနိုင်တဲ့ကိုမျက်ဆိုလဲဒရမ်မာဟိုဆို heavy တွေကိုလုတ်ခဲ့တဲ့လူဆိုတော့လေအဲသူကလည်း အဲတကယ်လုံနိုင်တယ်ပြီးတော့ဆီယာမာလေးဆိုတဲ့ character လည်းအဲပိုးနဲ့ကပြောမယ်ဆိုချစ်စရာကောင်းပြီးတော့အံဝင်ခွင့်ကြဖြစ်နေတယ်ပေါ့နော်ဆီယာမာလေးဘူးချာတီဟုတ်တယ်ဒီထဲမှာသူတို့နှစ်ယောက်ကြည့်ရလဲအဲ chemistry ကဟိုဟိုတအားမိနေရလို့ခံစားပါတယ်အာဒီနေ့ကကျွန်တော်တို့ဟိုပါဗောနော်ဒီအတူရုပ်ရှင်ကလေ အဲအဲ့မှာပါဝင်တဲ့တရုတ်ဆောင်တွေရဲ့အဲပြီးတော့အဲ့ကားကားလူတွေပေါ့နော်အဲဝိုင်းပြီးတော့လှူတဲ့အလှပါဒီမှာလာပြီးတော့လေဒီအတူကအဲဘော်ဆိုင်းဆိုတဲ့ဖုန်းဖုန်းကြီးเจ้าပေါ့အဲ့မှာရှိတဲ့နှစ်တရာကျော်ရှိတဲ့အဲဖုန်းကြီးเจ้าကြီးအဲမင်းလုံးမင်းလက်ထက်တော့ဆောက်ထားတာလို့ပြောတယ်အဲ့ဖုန်းကြီးเจ้าအဲရှေးဖုန်းကြီးเจ้าကြီးပဲအဲ့ဖုန်းကြီးเจ้าကြီးမှာအဲ ရိုက်ထားတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ဟိုမှာသွားပြီးတော့အလူလှုပ်ချင်တာမသွားနိုင်တဲ့အတွက်ဒီမှာတခါလဲကလေးတွေကိုကျွေးနေတဲ့အလူလှုပ်ဖြစ်တဲ့သဘောပါအတူးဆိုတာကအတူးကဘလို့ဖြစ်လာလဲဆိုတော့ဒီကျွန်တော်ရိုက်ချင်တဲ့ရုပ်ရှင်ကပုံစံထဲမှာပါတဲ့ရုပ်ရှင်ကားတကားပေါ့နော်အဲစပြီးဖြစ်လာတဲ့ပုံစံကြတော့ဒီကျွန်တော်အကန်ကောင်းရိုက်တဲ့အချိန်တော့ကန်ကောင်းရိုက်ရင်လည်း location ကြည့်တဲ့အချိန်ပေါ့နော်ကြည့်တဲ့အချိန်မှာကျွန်တော်အဲ့ အဲ့ဟဲဟိုကနေတနား၄၅မိနစ်တနားလောက်ဆက်သွားတယ်ဘွန်ဆိုင်ဆိုတဲ့မြို့အဲ့မြို့လို့ရောက်သွားတယ်လိုရင်းကျင်းအဲ့မြို့လို့ရောက်သွားတော့အာကျွန်တော်အဲ့မြို့မှာအဲ့မြို့ကလှလဲလှတယ်တာလဲတာရတယ်ပြီးတော့ကျွန်တော်ခုနပြောတဲ့ဘုံကြီးကြောင်ကြီးလေအဲမင်းတို့မင်းလက်ထက်တုန်းကအဲ့မှာအဲတည်ခဲ့တဲ့ဘုံကြီးကြောင်ပေါ့နော်အဲ့ဘုံကြီးကြောင်ကလည်းအဲ့လိုရှေးဘုံကြီးကြောင်အဲကျွန်တော်အဲ့လိုအဲ့နေရာရောက်ပြီးတော့ဒီမြို့လေးမှာငါရုပ်ရှင်တကားရိုက်ချင်တယ်ဆိုရယ်စိတ်ဖြစ်လာတယ်အဲ့အဲ့ရနေစပြီးတော့ အတူးဆိုတဲ့အဇက်ဇက်ကားပေါ့နော်စပြီးတော့ဖြစ်လာတာပါခင်ဗျာမင်းကအပက်တော့မှမမြင်ဘူးဗျာမင်းငန်းတစီချိန်မှာတက်တက်လုံးပေါ့မလားအဲကောင်းပါတယ်ဟိုကျွန်တော်စိတ်ကူးလေးကပုံဖော်ထားတဲ့အတိုင်းကိုပဲအဲကိုမြတ်နဲ့ပိုးနဲ့ပေါ့နော်နှစ်ယောက်လုံးကတကယ်လဲလုံနိုင်တဲ့ကိုမြတ်ဆိုလဲဒရမ်မာဟိုဆို heavy တွေကို လုတ်ခဲ့တဲ့လူဆိုတော့လေအဲသူကလည်းအဲတကယ်လုံနိုင်တယ်ပြီးတော့ဆီယမာလေးဆိုတဲ့ character ကလည်းအဲပိုးနယ်ကပြောမယ်ဆိုချစ်စရာကောင်းပြီးတော့အံဝင်ခွင့်ကြဖြစ်နေတယ်ပေါ့နော်ဟိုချစ်စရာကောင်းတဲ့သူနဲ့ live ဖတ်တဲ့အဲဇာတ်ရုပ်လေးဖြစ်နေတယ်အဲ့တော့ဒီထဲမှာသူတို့နှစ်ယောက်ကြည့်ရတယ်အဲ chemistry ကဟိုဟိုတအားမိနေရလို့ခံစားရပါတယ်အာအတူကရိုက်တော့မမရရကအမတို့ရေးရရန်ကြည့်တဲ့ချင်းကလောမှာ ရေးလေးအရန်ကြည့်ရခြင်းအဲ့ဒါဒါမဲ့ဖြစ်ချင်တော့ရိုက်နေချိန်မှာအဲ့ဘွန်ဆိုင်မှာကြတော့အမတို့ရေးမကြည့်ဘူးသူကမိုးတော့တအားရွာဒါမဲ့ line နေလဲမရတော့ဆက်သွယ်တယ်များဖုန်း line နဲ့များအကုန်ပြတ်သွားပြတ်သွားတော့စိတ်ထဲမှာရာသီဥတုဆိုးလို့ပေါ့နော်အဲ့လိုမျိုး line နေပါရင်မကောင်းဘူးအဲ့လိုပဲထင်တာလားအဲ့လိုရေးလေးအရန်ကြီးနေပြီးတော့အရန်ဖြစ်နေတဲ့ဟာကြီးလဲကိုရီးယားရိုက်ရိုက်နေချိန်မှာမသိကြဘူးအဲ့မိုးတွေတော့ရမ်းရွာတယ်ရိုက်တဲ့ခေတ်မှာနားလိုက်ရိုက်လိုက်အဲ့လိုမျိုးလေးတွေတော့ရှိတယ်ဒါမဲ့ဖြစ်ချင်တော့အမတို့ line နေလဲမိတဲ့အခါမှာ အဲ့တော့မှသတင်းနေရာတက်လာတက်လာအချိန်မှာဒီလိုရေတွေကြီးနေတယ်ဒီလိုဒီလိုဖြစ်နေတယ်အဲအဲအဲ့ဒါကြီးတက်လာတယ်အဲပြီးတော့ကိုကားရိုက်ခံနေအချိန်နဲ့လဲစုံနေတဲ့အချိန်မှာအမားတို့အဲ့ကားရိုက်နေတဲ့အချိန်မှာပဲဆင်းပြီးတော့မှဒီနေပြီးအတွက်เนาะအလူတွေအဲ့ဒါတွေသွားလုခဲ့ကြတာပေါ့เนาะတွေ့လို့ဆရာမလေးကိုအရန်ကိုသဘောကျနေလို့ပါဖေရ ဩပတ် movie မှာပါဘာဖြစ်လို့ဆို तू อ่ะကြတော့သူ့ရဲ့အလုပ်တစ်ခုကိုပဲ focus တာပါเนาะ तू ခေါင်းထဲမှာ तू တွေးထားတဲ့ဟာတွေဖြစ်ချင်တဲ့ဟာတွေကို तू မဖြစ်ဖြစ်အောင်လုပ်တယ်ပေါ့เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် तू အရှိရသွားမယ်ဆိုရင်တော့အနောက်မှာအဲနောက်တန်းလုံမှုလို့ရတယ်ပေါ့เนาะအဲ့အတွက်တော့ကိုကတော့အမြဲတမ်းတော့အဲစူးစမ်းပြီးသွားခုနပြောလို့ပေါ့ तू อ่ะအဲ့လိုအကုန်လုံးပေါ့เนาะကျွန်တော်ရုပ်ရှင်တကားရိုက်မယ်ဆိုရုပ်ရှင်တကားဖန်တီးဖို့ဆိုတာလဲဘယ်လိုပြောမလဲဟိုတင်းမော့လဲလို့သလိုဟိုငွေကြီးပိုင်းတွေရောပေါ့เนาะအများကြီး အများကြီး management လုပ်ရတာပေါ့အဲ့ဒါတွေတော်တော်များများကိုသူနဲ့တူတူနောက်ကအဲ team ကလူတွေကဖြည့်ရှင်းပေးထားတဲ့သူကဘာပြောစိတ်ဖြောင်းဖြောင်းနဲ့အဲဖန်တီးနိုင်တယ်ပေါ့နော်အဲ့အဲ့တော့အများကြီးအထောက်အူဖြစ်ပါတယ်အဲကျွန်တော်ဒီအတူရုပ်ရှင်ဇာတ်ကားကိုအဲဒီလာထဲမှာမကြခင်ပေါ့နော်ဒီလာထဲမှာပဲအဲတနိုင်ငံလုံးကရုပ်ရှင်ုံတွေမှာယုံတင်ပြသတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အတူယုံတင်တဲ့အခါအာလာရောက် အားပေးပြကြပါ ဝင်ရံပေးကြပါအဲကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့နော်ပါဝင်တဲ့တရုတ်ဆောင်တွေရောဒီ operation အဖွဲ့သူအဖွဲ့သားတွေကိုတစ်ဖွဲ့လုံးအဲလုံနိုင်သမျှအကောင်းဆုံးအဲပရိသတ်တွေအတွက်ဖန်တီးပုံဖော်ထားပါတယ်အဲ့တော့ဝင်ရံပေးကြပါလို့အာအတူကားလေးရတော့လေဒီကားလေးရအလိုရတအောင်ပြီးပဲပေါ့နော်ပျော်ရွှင်စရာတွေရောလူဝိုင်းချစ်စရာတွေရောလွမ်းစရာတွေရောအကုန်လုံးပေါ့နော်ရတအောင်နဲ့ကားတကားလို့ပြောလို့ရပါတယ်အဲ့တော့ဒီအတူကားလေးရုံတင်ဆက်ဆက်လာကြည့်ပေးပါလို့ဖိတ်ခေါ်ချင်ပါတယ်